သာသနာအားသာနီအေကန်စင်စစ်ဖြစ်တော်မူတဲ့ဒေဒီဆရာတော်ဘုရားကြီးဟာသာသနာရေးရာဘက်မှာသာမကမြမစာပီရေးရာအမျိုးသားရေးရာဘက်မှာပါဆွမ်းဆောင်ခဲ့ကြောင်းနဲ့ဒီပဏီကျမ်းများရေးသားခြင်းနေ့နေ့တရားဓမ္မဟောကြားခြင်းပြည်ရင်းဒီပသာသနာပြုလုပ်ငန်းများမနာမနီဆောင်ရွက်ခြင်းတို့ကိုရောက်ရွံ့ရင်တန်ကြားအစီအစဉ်မှတင်ပြခဲ့ပြီးဖြစ်ပါတယ်ရှင်။ အဲ့ဒီလိုအမျိုးဘာသာတာသနာအတွက်မနာမနေဆောင်ရွက်ခဲ့တဲ့လေဒီဆရာတော်ဖခင်ကြီးဟာမြန်မာတက္ကသိုလ်1285ခုနှစ်ပထမဝါဆိုလာဆန်း15ရက်လပြည့်နေ့နေ့လယ်2နာရီခွဲချိန်ပြည်မနာမြို့မှာဘဝနဲ့ထံပြန်လည်နှုံးခဲ့ပါတယ်ရှင်။ င်တန်ကြားပြည်တညာရှင်လေးကြီးဆရာတော်ဖျားကြီးပြန်လွန်တော်မူသွားတဲ့အခါတပည့်တပန်းယဟန်အပေါင်းတို့ဤရှေ့ဆောင်နွာလာဥတ္တဖကြီးဖြစ်တော်မူသောတပည့်အပေါင်းတို့အားစာပေကျမ်းဂန်တက်မြောက်လိမ္မာအောင်တင် जा ပေးတော်မူသော89နှစ်အသက်အရွယ်ရှိတော်မူပြီးဖြစ်သောအရှင်မဟာထီမြတ်သည်ထက်နှက်ပြီးမှပင့်ချီလာ၍ကြွတော်တော်မူလေပြီလို့တိချရောင်ဆရာတော်ဥတီလောကကကျူးရင်တော်မူခဲ့ပါတယ်ရှင်

ော့ရှင်လေဒီဆရာတော်ဘုရားကြီးဟာ1285ခုနှစ်ပထမဝါဆိုလာပြည့်ဘုဒ္ဓဟူးနေ့ငွန်းလွဲ2နာရီခွဲအချိန်မှာတတိယဦးလံဒုမမလီတို့ရဲ့အတိတ်ဆောက်လုပ်ထားတဲ့တိုက်ကြီးပေါ်မှာတက်တော်98နှစ်ဝါတော်59ဝါအရမှာပြန်လည်တော်မူခဲ့ပါတယ်ပြန်လည်တော်မူတဲ့အချိန်မှာမရင်လှုပ်တယ် တော်လဲတယ်လို့သိရှိမိတဲ့တရားဓမ္မတွေကပြောတယ်ဆရာတော်ကြီးတွေများလည်းအမေ့ရှိပါတယ်ယခုလက်ရှိထင်ရှားရှိနေတာကတော့ဒီចောင်းတိုက်ကြီးရဲ့ရှေ့မှာဥပဒေလေးပတ်ထားတဲ့တရက်ပင်ဟာဆရာတော်ကြီးပြန်လည်တော်မူချိန်ကအချိန်ခါမဲ့ဖူးပွင့်လာပါတယ်ဒီနေ့အထိတည်ရှိနေနေတာဖြစ်ပါတယ်ဆရာတော်ကြီးယမနာမှာနေခြင်းကာလရေးခဲ့တဲ့ ကျမ်းလေးကိုတော့အခုဆရာတော်ကြီးအထိမ်းမှအဖြစ်တိဆောက်ထားတဲ့အယိုးအိုးစီဒီထဲမှာတောက်စာလိုက်ဒီကြောက်တဲ့အခါတင်ပေးထားပါတယ်ဆရာတော်ကြီးပြန်လည်ရမူတဲ့အချိန်မှာဆရာတော်ကြီးရဲ့ဇာတိပြည့်တဲ့ငုံရွာမန္တလေးစကိုင်းရတက္ကရာမတွေကလာပြီးတော့ဆရာတော်ကြီးကမုံရွာဇာတိပြည့်လို့မုံရွာမှာပဲပြန်ပြီးတော့အန္တိမသာဗနာကျင့်ပါကျင်ပါတယ်ဒါကြောင့်ပြင်မနာကနေပြီးတော့ခွင့်ပြုပါဒီလိုတောင်းဆိုပါ တောင်းဆိုတဲ့အခါမှာပြိမနာမျိုးစုမျိုးသားနေဘူးနေသားတို့အားလည်းဆရာတော်ကြီးဟာဒုနဲ့ထိုက်တန်လို့ဒုပြိမနာမှာလာပြီးတော့ကျန်တော်မူတယ်ဒါကြောင့်ဒုဝတာလည်းအကျိုးမယ်ဒီလိုအပြန်လာတောင်းဆိုနေကြပါတယ်အဲ့လိုတောင်းဆိုတဲ့အခါမှာမုံရမန္တလေးတခိုင်းတို့ကအဲခင်ဗျားတို့ပြိမနာကတကယ်ကိုထိုက်တိုက်တန်တယ်မှာပဲဗျာခင်ဗျားတို့နဲ့ထိုက်လို့သာလည်းဆရာတော်ကြီးဟာခင်ဗျားတို့ဒီမှာပြန်တော့မူတာပါ အဲ့တော့မလို့ကျွန်တော်တို့မယူတော့ပါဘူးအိမနာကပဲအတိမသာဗနာတပင် ကျင်းပပေးပါဆိုပြီးတော့ပြောဆိုပြီးတော့ဒီလိုပြန်သွားကြတယ်အဲ့ဒီပြန်သွားကြတဲ့နောက်မှာဆရာတော်ကြီးရဲ့သာဗနာကိုဒေဒီဆန်ကျောင်းမှာပဲကျင်းပပြေးခဲ့ပါတယ်ကျေးဇူးတော်ရှင်ဒေဒီဆာတော်ဘုရားကြီးရဲ့အယူတတ်တော်ကိုယခုလက်ရှိဒေဒီဆန်ကျောင်းတိုက်ကြီးရဲ့အရှိမြောက်ဘက်မှာညံတော်28တောင်းအမြင့်ဖြစ် ဒီတာကိုပဲထားပါလေဆရာတော်ကြီးရဲ့ရိုးတတ်တော်စီဒီရဲ့တောင်ဘက်မှာဆရာတော်ကြီးပြင်မနာနေခြင်းတရင်တုံနေခြင်းကာလမှာရေးသားပြုစုတော်မူခဲ့တဲ့ကျမ်းပေါင်း9ကျမ်းကိုကြောက်တဲ့အက္ခရာတင်ပြီးတော့အထိမ်းမှအဖြစ်စိုက်ထုတ်ပေးထားပါတယ်ဆရာတော်ကြီးရဲ့ယူပွားကျေးဇူးတော်ကြီးမတ္တရကိုကြီးကိုလက်ရှိ ဒီတော်မြတ်ကြီးရဲ့မြောက်ဖက်မှာအာယုံကံတစောင်းပြုလုပ်ပြီးတော့ပူဇော်ခံတတ်ပါတယ်။ဆရာတော်ကြီးရောက်စားကတရင်သုံးခဲ့တဲ့ပေ30ပတ်လည်နှစ်ထပ်ကျောင်းဆောင်ကြီးရဲ့အနောက်ဘက်တည့်တဲ့မှာကြပါတယ်။ဆရာတော်ကြီးရဲ့အထိမ်းအပြည့်နှစ်စဉ်နှစ်စဉ်စာသီတော်နေ့ကိုလည်းဂုဏ်ပြုတဲ့အနေနဲ့ နတ်တော်လာစားတရက်နှစ်ရက်နေမှာဆရာတော်ကြီးရေးခဲ့တဲ့ဝိနည်းတန်ခေကျမ်းကိုအဓိကထားပြီးတော့သံမြေပွဲကျင်းပပေးခဲ့ပါတယ်။နာမည်ကတော့၃မျိုးပေါ့ဝိနည်းတန်ခေကျမ်းရယ်ပရမတ္ထတန်ခေကျမ်းရယ်ဗိဓမ္မတ္ထတန်ခေကျမ်းရယ်ဒီကျမ်းတွေကိုသံဝေကျင်းပပေးခဲ့ပါတယ်။နတ်တော်လာစားတရက်နှစ်ရက်နေမှာသံဝေကျင်းပပေးပြီးတော့သာဝန်တန်ခါများကို နတ်တော်လာဇန်12ရက်နေ့မှာဇူနင်းသပင်ကျင်းပပေးခဲ့ပါတယ်။နတ်တော်လာဇန်13ရက်နေ့မှာတော့တန်ဃာတော်အပန်း200နဲ့သီလကျင့်အပန်း200တို့ကိုနှစ်စဉ်နှစ်တိုင်းဆွမ်းဆောင်သင်ရန်လောင်းလို့ခဲ့ပါတယ်။ဆွမ်းဆောင်သင်လောင်းလို့တာကတော့အခုပြီးခဲ့တဲ့နှစ်အထိ80နဲ့6နှစ်ရှိသွားပါပြီ။ဇန်ဝဲကျင်းပတာကတော့28နှစ်ရှိသွားပါ အဲ့ဒီလုပ်ငန်းတွေကိုနေ့စဉ်နေ့စဉ်လုပ်ရင်းနဲ့ပဲဆရာတော်ကြီးရဲ့အဝေနှစ်ကိုဒီခုချိန်ထိဆက်လက်ထိန်းသိမ်းဆောင်ရှောက်ထားပါတယ်။မြောက်ရီရုံညင်တန်ကြားအပြည့်တန်များရှင်။လေဒီဆရာတော်ဖျားကြီးရဲ့တပည့်များဖြစ်တဲ့လေဒီဥပရမနဲ့လေဒီပဏိတဥမောင်ကြီးတို့ကလည်းတမုံလေးတွေရေးပင်လေးမြကြီးကျယ်ပြန့်ဖြူမြင့်ခေါင်ကျူးသည့်ကျေးဇူးတော်ကုန်အဖုံဖုံနှင့်ပြည့်စုံတော်မူထားသော မြားစွာတိန်တောင်ယဟန်ပေါင်းတို့၏ထိတ်ဆောင်းဥကင်ဘယင်စောတီမြင့်မိုတောင်ကြီးဖြစ်တော်မူသောလေဒီဆရာတော်ကြီးဟာ96ဖြာဘေးရောဂါဖြင့်တိလသမားတိပညာတော်ကို အဖုံဖုံလဲအကုန်လဲလျှော့ကြလေတော်ဟုဆိုတော်လာမတန်စားပဲတိမ်မပြူလဲတော်မူလေပြီလို့ကျူးညံ့တော်မူခဲ့ပါတယ်ရှင် င်တန်ကြားပြည်သူများရှင်လေဒီဆရာတော်ဖျားကြီးပြန်လွန်တော်မူတဲ့တဲ့င်းကိုကြားသိရတဲ့အခါမှာတပည့်တကားအပေါင်းတို့ဟာ မရှင်တော့ကတောင်ဝေကနဲ့မျိုးလျခွေးကယူကျုံမြတောကပြဝရဖြစ်ခဲ့ကြပါသည်လေဒီဆရာတော်ဖျားကြီးဘဝနှစ်ထံပြန်လွန်တော်မူခြင်းဟာဗုဒ္ဓဘာသာဝင်တို့ဖို့လီလာနှစ်ပါးကွဲပြောက်အမောင်သူကြီးကြောက်ရောက်ပြီးရွှေမြင့်မို့ပြိုလဲကမဟာသမုဒ္ဒရာကြီးတွေ့ချုပ်လျက် ထောက်ထားအားကိုးဝေရမရတဲ့အဖြစ်အဆိုးကိုကြားရောက်ရတာဖြစ်ပါကြောင်းတင်ပြရင်းမြမဗုဒ္ဓဘာသာဝင် သူတော်ရှင်များတာမကကမ္ဘာပညာရှင်များပါမိခိုအားထားရာလေဒီဆရာတော်ဖျားကြီးရဲ့ထေရုတ်ပတ္တိအစီအစဉ်ကိုပူဇော်တင်ဆက်လိုက်ရပါတယ်ရှင်။